မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့သိမ်းတိုက်ပွဲမှာအရခတက်တော် AA ဘက်ကအောင်မြင်မှုများတဲ့အတူစစ်ရေးအသားစီးရနေပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူများအပြင်းထန်ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမ်းမြို့မှာစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခရှိပြီးတော့ဗျူဟာကုန်းများအပါအဝင်စစ်ကောင်စီတပ်ရင်း၁၀ခုကျော်ရှိတယ်လို့သိရပါတယ်အဲ့ဒီအထဲကနာပါခဌာနချုပ်ရဲ့အဓိကအရေးပါတဲ့တောဟိန်တောင်ဗျူဟာကုန်းဆွေချောင်းဗျူဟာကုန်းမဲတောင်ဗျူဟာကုန်းများကို AA ကသိမ့်ပိုက်ထားပြီးတော့အမ်းမြို့တဲကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရမှာ ်တရင်တဆခန်း၅ခုထက်မနည်းကိုတိမ့်ပိုက်ထားကြောင်းဒေသခံကိုမျိုးလွင်ကပြောပြထားပါဗယ်အမ်းမျိုးထွက်ပေါက်၄ခုကနပါခကိုဝင်းရံထားတဲ့စစ်ကောင်စီတရင်တွေတဆခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်အခုလောလောဆယ်တော့ခမရ3ခု3စီးတက်ဆရာဖရုံးကိုတိမ့်ပိုက်ထားတယ်ခမရ3ခု2ထောက်ပို့ဆက်သွယ်ရေးတပ်ကိုလည်းတိမ့်လိုက်ပြီးတမိုင်ကုန်းတပ်ကိုလည်းတိမ့်လိုက်ပြီး COD လက်နက်ထောက်ပံ့ရေးတပ်အမြောက်တက်နဲ့ဘီတက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။အဲလီစိတ်မှာစစ်ကောင်စီရဲ့လေရင်တွေဆင်းလို့မရအောင်လဲလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။တိုက်ရင်တွေတိမ့်တာက အေအေထုတ်ပြန်မှအတိပြုတာပိုကောင်းပါတယ်လို့ဒေသခံကိုမျိုးတွေကပြောဆိုထားပါတယ်။အမ်းမြို့အရက်လေးမြန်တာကထွက်ပေါက်ဖြစ်တယ်။အမ်းမအီကလည်းအမ်းတက်တောင်လည်းအမ်းစစ်တွေလည်း အမ်ဘရက်လန်တို့မှာစစ်ကောင်းစီတိုက်ရင်စခန်းများနဲ့အာရခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ပွဲတွေပြင်းထန်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။ AA ကနောက်ဆုံးသိမ်းပိုက်ခဲ့တဲ့မဲတောင်ဘူဟာကုန်းပြီးတဲ့နောက်အမ်မြို့နဘာခမှာစစ်ကောင်းစီတပ်သား1900ကျော်ခန့်သာရှိတော့ပြီးတော့200ခန့်ကမတိုက်ခိုက်နိုင်ပဲအခုရပိုင်အတွဲမှာစစ်ကောင်းစီဟာအင်အားကိုရာနဲ့ချီပြီးတော့ဟတ်စကီနဲ့ပို့ဆောင်လျက်ရှိတယ်လို့သိရပါတယ်။သို့တော်လည်းအမ်ကစစ်ကောင်းစီတပ်များဟာရေလန်းကုန်းလန်းအားလုံးကို AA ပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်းရပိတ်ဆို့ထားပြီးဖြစ်တဲ့အတွက်လေကြောင်းတစ်ခုသာထွက်ပေါက်ရှိကြောင်းနဲ့ပြေးစရာမရှိ တော့ဘူးလို့ကိုမျိုးလင်ကဆက်လက်ပြောဆိုထားပါတယ်။အေအေဟာအမ်မျိုးရဲ့ထွက်ပေါက်အရက်လေးမျက်နှာစလုံးကိုပိတ်ဆို့ထားပြီးအမ်လေးစိတ်ကိုလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတဲ့မကြခင်ကမှတင်းလိုက်တဲ့အမ်တောင်ဘူဟာဂုံးဆိုရင်အမ်ရဲ့ဘယ်နေရာကိုမဆိုလက်နက်ကြီးနဲ့အေအေကပြစ်လို့ရသွားပြီးစစ်ကောင်စီတပ်သားတွေကဂျောင်းပိတ်မိသွားပါပြီအေအေရဲ့ထိုးစက်ကိုလည်းခံနိုင်မှာမဟုတ်တော့ဘူးပြေးစရာမြေလည်းမရှိတော့ဘူးလေချောင်းကထွက်ပြေးမယ်ဆိုရင်လည်းအမ်လေးစိတ်ကတိုက်ခိုက်ခံနေရတော့မလွယ်ကူတော့ဘူးဒါကြောင့်အလန်းဖြူထားမလားအသေးခံမလားဆိုတာပဲရွေးချယ်ရတော့မယ်လို့၎င်းကပြောဆိုထားပါတယ် စစ်ကောင်စီရဲ့ခမရ3ခွန်တိုက်ရင်ကအမ်းမြိုထဲမှာရှိနေတဲ့အတွက်လူတထောင်ကျော်ပိတ်မိနေတဲ့အရသာဒေသခံပြည်သူများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကလူသားတိုင်းကပြုတ်လုံနိုင်တဲ့အတွက်ကြောင့်ဒေသခံပြည်သူများဟာစိုးရိမ်နေကြတယ်လို့သိရပါတယ်။အရက်လေးမြန်နာကနေရာအနှံ့ကိုအေအေနဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များကအမ်းမြိုနဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအခုလအတွင်းမှာတိုက်ပိုက်နိုင်လိမ့်မယ်လို့စစ်ရေးတုံးတက်သူများကခံမှန်းပြောဆိုနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်စီမီးကုံမြို့ဈေးုံမှာတပ်ဆွဲထားတဲ့စစ်သားများဟာဈေးဝယ်ထွက်လာတဲ့အချိန်မိုင်းဆွဲတိုက်ခိုက်ရာစစ်သားများထိခိုက်ဒိဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ29ရက်နေ့မနက်7:00ဝန်းကျင်မှာစီမီးကုံဈေးုံကစစ်သား၈ဦးဟာဈေးဝယ်ထွက်လာတဲ့အချိန်စီမီးကုံတရာအနီး ကွန်ကရစ်လမ်းမပေါ်ရောက်မှာမိုင်းခွနလုံးဆွဲပြီးတော့တိုက်ခိုက်ခဲ့ရစစ်သား9ဦးလဲကျသွားကြောင်းရွှေတိုးပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်လဲကျသွားတဲ့စစ်သားများကိုဆွဲခေါ်ပြီးတော့အနီးဝန်းကျင်ကိုလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ပြီးစေယုံဘက်ကိုပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်အခုလိုမျိုးဒဏ်ရာရရှိသွားတဲ့စစ်သား9ဦးတွေကတအုပ်သေးဆုံးသွားပြီးတော့စောက်ပခတ်နဲ့ထမ်းပြီးတော့ AR မြစ်စိတ်ဘက်ကိုစစ်သား10ဦးလုံခြုံရေးယူပြီးတော့တဲဆောင်သွားတယ်လို့သိရပါတယ်အထိနာသွားတဲ့စစ်တပ်ဟာစီမီကုံမျိုးတွင်းမှာရှိတဲ့ပြည်သူများကိုဖမ်းဆီးဆစ်ဆဲခြင်းများပြုလုပ်ခဲ့တယ်လို့သိရ ရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေကြိုးပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းကြံနဲ့ Aussies Black Civilians Force ABCDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စီမီကုံမြို့တွင်းမှာရှိတဲ့စစ်သားရဲပြူစောထင်းနဲ့စစ်ကောင်စီတောက်တိုင်များကိုတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်၎င်းတို့နဲ့နေကဆောင်မနေကြရန်ဝေးဝေးကနေရှောင်ကြပါရန်ရွှေကြိုးပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်အင်းတဲကြီးရွာကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်ဝင်ရောက်မိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ29ရက်နေ့ညနေ4နာရီအချိန်မှာစစ်တပ်ကဘုဒ္ဓလင်မြို့နယ်အင်းတဲကြီးရွာကိုဝင်ရောက်ပြစ်ခတ်နေခြင်းဖြစ်ပြီးတော့ကြီးရွာအတွင်းကိုဝင်ရောက်တပ်ဆွဲကပြည်သူပိုင်နေအိမ်များကိုမိရှုလျက်ရှိတယ်လို့သိရပါတယ်။အင်းတဲရွာကနေကျမတို့ရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့ရွာထဲမှာဝင်ခဲ့မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ပြီးတော့ဝင်ရောက်တယ် ရွာကလူတွေကတော့ဘုဒ္ဓလင်မြို့ကနေစထွက်လာကြတဲ့ကအကုန်လုံးကြိုးရှောင်နေကြတာဆိုတော့အထိကိမရှိခဲ့ဘူးတိုက်ပွဲဖြစ်လို့မီးရှို့တာမဟုတ်ဘူးအเจ้าမဲ့ကိုမီးရှို့နေတာရွာကိုမီးရှို့နေတာကိုအပြင်အဝေးကနေပဲကြည့်နေရတယ် အခုလက်ထိရွာတွေကကိုမထွက်သေးဘူးလို့အင်းတဲကြီးရွာကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိအင်းတဲကြီးရွာကိုမိရှုံနေတဲ့စစ်တပ်စစ်ကြောင်းဟာဗုဒ္ဓလင်မြို့နယ်စီပါကြီးရွာကပြည်သူ6ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်ဗုဒ္ဓလင်မြို့နယ်အတွင်းစစ်ကောင်စီတပ်ကအောက်တိုဘာလ1ရက်နေ့ကနေစတင်ပြီးတော့စစ်ကြောင်းထုံးတွေကဒေသခံပြည်သူထောင်ထဲချပြီးတော့နေရက်ကိုစုတ်ခွာစစ်ဘေးတိမ်းရှောင်နေရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နယ်စပ်အနီးအလွန်နီးကပ်စွာပြန်တန်းခဲ့တဲ့မြန်မာစစ်ကောင်စီ Jet Fighter ၄ရင်တစင်းကိုတရုတ်ကတနင်္ဂနွေနေ့မှာသတိပေးပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီ Jet Fighter ၄ရင်ဟာရှမ်းပြည်နယ်မြောက်ပိုင်းတောင်တပ်မတော် TNLA ထိန်းချုပ်ထားတဲ့နမ်ခမ်းမြို့နယ်မှာရှိတဲ့တီနီယာတွေကိုဘုံကျဲပြီးတဲ့နောက်တရုတ်နယ်စပ်အနီးကိုပြန်တန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ Jet Fighter ၄ရင်ကနမ်ခမ်းမြို့ကိုပြန်လှည့်ဖို့ တရုတ်နိုင်ငံဘက်ကိုပြန်တန်းလာတဲ့အချိန်မှာတရုတ်ကလေပိုင်နက်ထဲကိုမဝင်ရောက်နိုင်အောင်လို့ပြစ်ခတ်ခဲ့တာပါ9မိနစ်လောက်အကြာမှာစစ်ကောင်စီရဲ့ Jet Fighter လေယာဉ်ကပြစ်မှတ်ကိုရှာဖို့ပြန်လာတဲ့အချိန်မှာတရုတ်ကထပ်မံပြစ်ခတ်ခဲ့ပါတယ်လို့အမည်မဖော်လိုတဲ့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာတရုတ်နိုင်ငံကဩဂတ်လအတွင်းမြန်မာနယ်စပ်အနီးမှာ၃ရက်ကြာကြီးအဆက်နဲ့စစ်ရေးလေ့ကျင့်ခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံမြောက်ပိုင်းမှာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာစစ်ကောင်စီအပေါ်တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေမြင့်တက်လာခဲ့ပြီးတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကအရေးပါတဲ့နေရာတွေကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်အော်တိုဝါလာ28ရက်နေ့မှာမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကရှမ်းပြည်နယ်မြောက်ပိုင်းမှာထိုးစစ်ဆင်မှုတွေစတင်ခဲ့ပြီးတော့လာရှုံမြို့အပါအဝင်မြို့ပေါင်း20ကျော်ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားအပြစ်ခတ်ရဲစဲဖို့စစ်ဆင်ညှိနှိုင်းခဲ့ပေမယ့်အကြိမ်များစွာကြိုးပြတ်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲတွေအရှိန်မြင့်လာနေတဲ့အချိန်မှာစစ်ကောင်စီဟာရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့အတွက်တိုင်းသာလက်နက်ကိုင်အဖွဲ့တွေအပြင်အမျိုးသားညီညွတ်ရေးအစိုးရကိုအံ့အားသင့်စွာဖိတ်ကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွာမန္တလေးဗမော်လမ်းပိုင်းမှာရင်စည်းကဟာငွေကျပ်3သိန်းအထိဖြစ်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်မှာရှိတဲ့ဒေသတွင်းတိုက်ပွဲများဖြစ်ပွားနေပြီးတော့မန္တလေးဗမော်ကားလမ်းပိုင်းကိုနှစ်ဖက်တပ်ဖွဲ့များကဖြတ်တန်းသွားလာခွင့်ပိတ်ဆို့ထားတဲ့အတွက်ကြောင့်ခရီးသည်တင်ကားများဟာရွှေဘုံမြကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်ကွင်းလမ်းကိုသာအသုံးပြုနေရတယ်လို့သိရပါဗျ။အရင်ကတော့ဘျူဟာလမ်းမကြီးကနေမောင်းလို့ရတယ်။အခုကမန္တလေးကနေဗမော်အထိတိုက်ရိုက်သွားလို့မရတော့ ဘူးကတာနောက်ကျောကနေပဲတွားရတာအင်းတော်ခွင်းလန်းကတာခွင်းလန်းတွေကိုအတုံးပြရတာလူတယောက်ကို၃သိန်း၃သိန်းခွဲဝင်းကျင်ယူကြတယ်လို့မန္တလေးဘုံဘောင်ပြေးဆွဲနေတယ်အသက်40အရွယ်ရှိတဲ့ရေမောင်းတုံးကပြောပြထားပါတယ်လက်ရှိမှာရွှေဘုံမြေကြီးနားလမ်းတစ်လျှောက်မှာရှိတယ်အင်းတော်ကော်လင်ကန့်ဘလူရေဦးခင်ဦးနဲ့ဘူးတလင်မျိုးနယ်တို့မှာစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်မကြာခဏလမ်းပိတ်ဆို့မှုများလည်းရှိနေကြောင်း ရင်းမောင်းများကပြောဆိုထားပါတယ်အထက်ပိုင်းသားကအင်းတော်မျိုးတွေမှာလဲတိုက်ပွဲတွေပြန်ဆနေလို့မြို့အစွန်တွေကကန်းနေရွာချိန်ချောင်းရွာတွေမှာကားတွေရပ်ထားရတာအစည်းရိမ်ထောင်ချီရှိတယ်၄၅ရက်မကစောက်ရတာကားတွေအောက်မှာပဲအိတ်လမ်းဘေးမှာပဲချက်စားအဲ့ဒီလိုနေရတာမန္တလေးကတယ်လာတဲ့ကုန်ပစ္စည်းတွေကဗမော်လဲရောက်ရောဈေးတွေကမြင့်တက်ကုန်တာပဲလို့အမိမဖော်လို့တဲ့အသက်၄၀အရွယ်ကုန်းတဲ့အမျိုးသားတို့ကပြောပြခဲ့ပါတယ်ကျမတို့ကန့်ဘလူမြို့နယ်ထဲမှာကားတွေရပ်ထားရတော့ယမနီရွာနာကိုစစ်တပ်ကလေရင်နဲ့လာပစ်တာရင်မောင်းတယောက်ဒဏ်ရာနည်းနဲ့ရသွားတယ် တကယ်ဆိုသုံးသိန်းဆိုတာကလည်းကားသမားတွေဘက်ကကြည့်တော့လေအသက်နဲ့ရင်းထားရတာပဲလေလို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ခရီးတဲ့အမျိုးသမီးမတ်တန်တာကပြောဆိုထားပါဗျ။အခုလိုမျိုးကားလမ်းပိတ်ဆို့မှုနဲ့ခရီးသွားရက်ရှည်ကြမှုများကြောင့်ပုံသွုံးလွယ်တဲ့ကုန်စည်များကိုတဲဆောင်ခြင်းမပြုကြပဲကုန်ချောက်ပစ္စည်းများကိုသာလက်ခံပြီးတော့ပို့ဆောင်ပေးနေကြောင်းမန္တလေးမြို့မှာရှိတဲ့ကားကင်များထံကသိရှိရပါဗျ။မိထီလာမန္တလေးကနေမြေကြီးနားကိုတက်လာတာလမ်းမှာ၈ရက်လောက်ကြာတော့အိမ်ကစိတ်ပူကောကားတွေနားပြီဆိုရင်လဲနားနေရတယ်ဆက်မသွားရဘူး။ တိုက်ပွဲမဖြစ်ဘဲနဲ့ကိုရှိကကားပြတ်လို့ရှိရင်လဲလမ်းပိတ်တာပဲဖုန်းလိုင်းကလည်း Ori Du လောက်ပဲရတာဒါတောင်မှ line မမိတာများတယ်လို့မိထီလာမျိုးကကုန်းတဲ့တူကပြောဆိုထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ် August လ28ရက်နေ့မှာခရီးသည်တင်ရေငန်များနဲ့ကုန်တင်ကားရေငန်များကိုအင်းတော်မျိုးကွင်းလက်ကနေတဆင့်ဖြတ်တန်းခွင့်ပေးခဲ့တော့လဲ October လ22ရက်နေ့ကနေစပြီးတော့တိုက်ပွဲများဖြစ်ပွားနေပြီးတော့အင်းတော်မျိုးပတ်ဝန်းကျင်မှာကားကြီးကားငယ်များယာနဲ့ချီပြီးတော့ပိတ်ဆို့နေတယ်လို့သိရပါတယ် စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်၃နှစ်ကျော်ကာလအတွင်းမှာမြန်မာနိုင်ငံအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင်စစ်ကောင်စီနဲ့ PDF စစ်ဆေးရေးဂိတ်များရဲ့ငွေကြေးကောက်ခံမှုကားလမ်းအခက်ခဲနဲ့ဆက်သုံးစီဈေး သုံးစားခန့်မြင့်တက်လာမှုတို့ကြောင့်အခုလိုမျိုးကားကဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်တယ်လို့ရင်းမောင်းများကပြောဆိုထားပါတယ်။2024ခုနှစ်ဩဂတ်လ22ရက်နေ့မှာရွှေဘုံမြကြီးနားလမ်းပိုင်းအင်းတော်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့နဘာလမ်းစုံစစ်ဆေးရေး gate ကို KIA နဲ့ PDF ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ပြီးတော့လက်ရှိမှာလဲအင်းတော်မြို့ကိုပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ